ူများကျွေးဆိုတာအမြဲတမ်းအကြောက်စရာကောင်းတယ်ငယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်ပြက်ကလေးတခုပြောရမယ်ဆိုရင်ကျွတ်တရားမှာညီကိုနှယောက်ရှိတယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီအများကြီးမဟုတ်ဘူးအဲ့ဒီခေတ်ကနှိမ့်ငယ်နေပဲခဏချီပြီးတော့အတော်နဲ့ပြန်မပေးဘူးရုပ်တရက်နောက်ဆုံးမှယောဂရပြီး ရွှေမဆက်ရပဲနဲ့တေးသွားတယ်။တေးသွားတော့အဲ့ဒီအကုန်လုံးတဲ့သူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်။ကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့။မြန်မာယာဇဝင်းနဲ့မှာနာမည်တော်မင်းလူမင်းပြစ်မင်းတန်တင့်တဲ့အခါမှာဆရာတော်ဥပုပ်ကိုသွားကြော်တယ်တဲ့။နာမည်တော်မင်းလူဟာဒီမင်းပြစ်မင်းတန်နဲ့ပြစ်တန်ပေးခြင်းကိုခံရတယ် ဆရာတော်ဥပုပ်ကသူ့เจ้าအမကြီးကိုဘလို့ဆုံးမတော့ဆိုမိနုရေကျွေးရှိရင်တော့ဆက်ရမှာပဲလို့ပြောလိုက်တယ်နော်ကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့ဘယ်ကျွေးဆိုတာတင်းရင်မကောင်းဘူးပေါ့ဘာပဲဖြစ်ဝကျွေးပဲဖြစ်ဖြစ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးရှိနေမကောင်းအဲ့ဒီအကိုလှုပ်တဲ့လူဟာကျွေးမပေးနိုင်မဲနဲ့တည်သွားတော့ကျွေးဘွားရောက် ကျွေးပေါ်အားမှာကျွေးဆက်တဲ့အနေနဲ့ဒုက္ခတွေကြောင့်လုတ်ပြရကျွေးဆိုတဲ့သရဝါကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတယ်။နှမကျိုးထိုးခိုင်းလူဘဝလာတဲ့ကျွေးဆိုတော့မှတ်မိနေတာတော့ရှိကျွေးပေါ်အားမှာတိတ်မကြောက်ဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ်လူပြန်ဖြစ်လို့တိရတဲ့အရေးရောက်တော့ အဲ့ဒီမှာသူကြောက်ပြီးတော့အိမ်ကဗဆန်လေးယူပြီးတော့သူညီစီသွားတယ်သူညီကအဖိုးကြီးဖြစ်နေပြီဗဆန်လေးသွားပေးပြီးပါပြောတော့ဆိုမင်းရဲ့ငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာနော်မင်းရိုက်တာငါခံလိုက်ရတာကျောပါခြေပါတော့မင်းငွေလေးတလောက်လေးအပေးပါလဲဆိုကြွပြန်ဆက်တယ်လို့ ဒါတကယ်ဖြစ်ပြက်လို့ပြောတယ်နာမည်နဲ့နဲ့ဘောပြောကြတယ်အဲ့တော့ဒါတွေကမရှိဘူးလို့မောင်းမိနေတယ်လူတွေထဲမှာဒါတွေကရှိတတ်တယ်ဒါကြောင့်မို့သူများကြွေးဆိုတာအလွန်ကြောက်စရာကောင်းတယ်အဲ့ဒီကြွေးမရှိတဲ့ချမ်းသာကိုအနနယဒုက္ခလို့ခေါ်တယ်တချို့ကျတော့သူရစီကကြွေးယူထားပြီးမျက်နှာပြောင်တိုက်ပြီးပေးနိုင်တဲ့နဲ့မပေးတဲ့လူတွေရဲ့နှောင်ရည်ဟာ စဉ်းစားမိမယ်ဆိုရင်ကြောက်လန့်စရာကြီးပဲကျွေးဆိုတာဆက်ရတယ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးတစ်ခုဆိုတာကိုယ်ကမဆက်ချင်တော့လဲအချိန်တိုင်းရင်ကျွေးဆက်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့အာနနေယဒုက္ခဆိုတာရအောင်ဘသူစီအမှကျွေးတင်တာမျိုးမရှိအောင်ရှိပြီဆိုရင်လည်းကျွေးတွေကိုဆက်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာနေသင့်တယ်ပေါ့